ကဲဂျီဖိုင်းရတဲ့နော်ဝိုင်းဆဲနေကြလို့တကယ်တော့ဂျီဖိုင်းရဆိုတာကျွန်တော်အခုမှသိတာပါကောင်လည်းကျွန်တော်မသိဘူးအကောင်ပြောတာဟိုကိုလည်းမြန်မာပြည်နဲ့နည်းနည်းကင်းကွာနေတာပါတာပေါ့နော်အဂျီဖိုင်းရဂျီဖိုင်းရဒီကောင်လူဘဝဘာညာဝိုင်းဆဲနေကြမှာဂျီဖိုင်းရဆိုတာဘာလဲရိုက်ချကြည့်ပြီးတော့တွေ့ရတယ်နော်သူပြောထားတဲ့ဟာတော့တော့မှာ ဲ့ဒီစောက်ဖို့ကြီးပြောတာအဲ့ဒါယွန်ဆုံးပဲကျွန်တော်ဟမ်ဒီကောင်နေဒီလိုလူပေါင်းထွက်ထွက်ဝရဲတာဘာဖြစ်လို့ဒီတယ်ကိုဘကဒူတွေတအားစိတ်ကောင်းတယ်နော်ကျွန်တော်တို့ဗဇက်တွေတအားပြောကြတယ်စကားတွေပဲပြောတာများတဲ့အတွေ့အဲ့လိုစောက်ပါဝါတဲ့ဒူတွေထွက်ထွက်လာတာဒါဖုံးဝင်လင်းလင်းပြောတာကျွန်တော်လုံးစရာရှိရမယ်အလုပ်ကိုပြက်ပြက်သားသားလုပ်ပါသူတို့ဘက်က အပဲလေးပေးတာဟာဟာလေးပေးတာတော့ဖမ်းပြီးထောင်ချနေတယ်ဒါပေမဲ့မင်းအောင်လိုင်းထွက်ပြီးတော့ဘလို့ပြောတာကောင်ငါတို့ဘာလို့ဟာတော့ဟမ်ဟိုဘိုင်းကော့တော့ဘယ်မင်းအောင်လိုင်းထွက်မပြောဘူးဇော်မဲလုံးလည်းမပြောဘူးနော်ဒါပေမဲ့ဘာဖြစ်လဲအသေးလေးပေးတယ်ဟာဟာလေးပေးတာတော့ဖမ်းပြီးထောင်ထဲထည့်ပြတယ်ထောင်ထဲမထည့်ခင်မှာဘလောက်ထုတ်တယ်ဘလောက်ရိုက်တယ်ဆိုတော့ဘူးမှမသိရဘူးဒါပေမဲ့ကျွန်တော်တို့ပဲအချမ်းသာကြတော့ဘလို့ဖြစ်နေတယ်မဆက်ပြောတယ်ကတားများတယ်နောက်ဆုံး ဘယ်ကြက်ကလုံးမယ်ဆိုရင်တော့ကိုယ်ချင်းချင်းနှောက်ရင်တောင်မှကိုယ်ချင်းချင်းကပြန်ပြီးပြောတယ်။ကျောင်းဥမာမှာကျွန်တော်ဝရက်ကကိုရေစီလှုပ်ထားသေးတယ်။ဘာသာဘောင်းကိုကိုရက်ကထွန်းခင်ဆိုတဲ့လူနော်။တန်လိုက်ပါလားဖြတ်လိုက်ပါလားနှုတ်လိုက်ပါလားဒါဘလူကအဘဘလူကမိတ်ပေးတယ်ဘလူကတောင်းဝင်ခံပါလေ။မအဲ့လိုအဲ့လိုအဲ့လိုလူမျိုးတွေမတိလို့ရှိရင်ပြည်သူဘက်ကလိုလိုဘာလိုလိုနဲ့လုံနေတဲ့သူတွေကိုနှောက်ရှက်အောင်လုပ်တာ။ လမ်းအရှိန်ရှောင်းနေတဲ့လူတွေကိုပါခြေလမ်းမှန်မှန်တွတ်တွတ်ရှောင်းလို့မရအောင်ဂျားတွေကနေခေါက်ဆန်တာဆိုတော့ဒါဒါဥပမာပြောတာပြောရင်တော့ကိုယ့်ဘက်ကအာစစ်တပ်ကိုတော်လှန်နေစစ်တပ်ကိုတော်လှန်နေတယ်သူလည်းတော်လှန်ရင်ဘက်ကပဲအာအဲ့တော့လူတွေကဘာဖြစ်လာလဲဆိုတော့မင်းတို့တော်လှန်ရင်ဘက်ကလူတွေတော့ဘလို့ပြောလာပြီးဆိုတဲ့ဟာမျိုးနဲ့ဝါရမိုင်းတွေဖြန့်လို့ရတယ်အဲ့တော့ကျွန်တော်တို့တော်လှန်တဲ့ဘက်ကလည်းအရင်နဲ့နာလောက်ကနဲ့အလုပ်ဘာမှပြည့်ပြည့်တတ်တတ်လုပ်လို့မရဘူးအချင်းချင်းပြန်ပြီးတော့ကြောက်နေရတယ် ဟိုဘက်ကိုကြောက်တာမဟုတ်တော့အချင်းချင်းအချင်းချင်းနော်ထောက်ဖို့ဆိုလဲထောက်ဖို့ချင်းချင်းကြောက်ကြတယ်ကြိရဲဘော်တွေဆိုလဲအချင်းချင်းပြစ်တာအခုအညာဘက်မှာလည်းအချင်းချင်းပြစ်တာတွေရှိတာပဲသူတို့ဓာတွေကဘာဖြစ်လာလဲဆိုတော့စကားတွေများပြီးတော့ချီးတွေများလာအခုဂျေဖိုင်ယာအခုဒီစကားထွက်ပြောတယ်နော်တူပါအူရည်ရွယ်ပြောတာလူတိုင်းသိတယ်အဒီနိုင်ငံရဲ့ရှုပ်ထွေးနေတဲ့နိုင်ငံရေးဆိုတာဒီနိုင်ငံရဲ့ဘာကြောင့်ရှုပ်ထွေးတာလဲဒီနေ့အပြစ်မဲ့စာတင်ချောင်းတွေစေးယုံတွေ စစ်ဘေးကြောင့်စကန်းတွေလေရင်နဲ့ရေးဆက်ဆက်ဘုံကျဲနေတာကိုကိုနာအောင်လို့မလုပ်တဲ့သူတွေအမှအများကြီးသူပြောတယ်လို့ပဲနော်ကိုကိုမနာအောင်နေတဲ့စစ်ဘေးချောင်းနဲ့စစ်တောင်းထိုးလာလို့အตาလေးအထုပ်ကလေးပိုက်ပြီးတော့ကိုကိုမနာအောင်လို့စစ်ဘေးချောင်းစကန်းမှသွားပုန်းနေတာအဲ့ဒီစစ်ဘေးချောင်းစကန်းကိုမလုပ်လေလေရင်နဲ့ဘုံကျဲတယ်လက်နဲ့ကြီးနဲ့ထုတယ်ကြံမိခဲ့တဲ့အိမ်ဝင်ဘာဝင်လောက်တယ်မီးဝင်ရှို့တယ်အဲ့လိုလူတွေကြတာဘယ်လိုပြောမလဲသူဒါလည်းတော်လိုင်းလောက်တာမဟုတ်ဘူးလေ ဆိုတော့ဒီလိုစကားမျိုးတွေဒီကောင်တွေထွက်ပြောလာတယ်အခုနေဝင်းเนาะလက်ရှိ time မှာဘွိုင်းကောဆိုပြီးတွတ်တွတ်ညံွားတာဒီနေဝင်းလာလို့အဲ့တော့နေဝင်းနေနဲ့အတိရမယ်ငါစစ်တပ်ကဝါရပြန့်ကားမှာငါရိုက်ထားတယ်တို့ထိုင်းနိုင်ငံမျိုးဆိုတာတော်လှန်နိုင်ငံတော်လှန်နေတဲ့ပြည်သူတွေအများစုရှိတဲ့တိုင်းပြည်ငါတော်သင့်တာမတော်သင့်တာဒါပေမဲ့ဒီကောင်တွေစောက်ဖက်မှာစောက်ကြီးဦးမဆိုင်တာပြုမင်းလင်းပြောရင်ငါတို့လှုပ်ချင်တာလှုပ်မယ်အားပေးခြင်းမပေးခြင်းစောက်ကြီးဦးမဆိုင်ဘူးဆိုတဲ့အကွက်မျိုး စင်းနေတော့အဲ့အဲ့ကောင်နေရင်ထဲမှာအဲ့ဒီစိတ်အပြည့်ရှိတယ်မယုံသွားမင်းကြည့်ငါတို့ကငါတို့လှုပ်ချင်လို့လှုပ်မကွာမိတိုင်အာမေမတိုင်အာမေလီးပဲဆိုတော့ဟာမျိုးအဲ့ဒီအထာတွေအများကြီးရှိတယ်အဲ့ဒါတွေကဘာဖြစ်လို့လဲကျွန်တော်တို့ဘက်ကမပြတ်သားလို့လုံးဆရာချင်းကောင်ပြက်ပြက်သားသားလှုပ်ဆမ်းမနိုင်ငံကဥပဒေနိုင်ငံဥပဒေခမရတော့နိုင်ငံကဘဘူးဘာကူညီတယ်အဲ့တခုရှိတယ်ကိုဘက်ကိုထိုင်ပြီးတော့ကြည်မင်းနာတော်တွေကကျေးဇူးတံဖန်ပြီးကျေးဇူးတင်မယ်ဆိုရင်တော့ဒါနိုင်ငံကောင်ကျေးဇူးတင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ တတ်ခံဖြတ်ခံဖမ်းခံမျိုးစုံထိနေတာဘယ်နိုင်ငံတကာမှလာမကူညီဘူးကုလသမဂ္ဂမှာဥကြုံမုံထုံအော်တာဘဏ္ဍာကရှိနေပြီလေနော်အဲအစည်းအဝေးလေးမဖိုက်တာနော်အာဆီယံဝန်ထမ်းလေးမတက်တာသူတို့အဲ့တော့ကျွန်တော်တို့ဘက်ကဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့အစော်ကားခံထိလာတယ်အဲ့ဒီစော်ကားခံတဲ့ဟာကိုနေပြီးတော့ဝါရမိုင်းကတောက်ဆောက်တွင်းတယ်အာမင်းတို့ကကောင်းဖို့အမှုပညာလောက်တဲ့လူပဲမင်းတို့ပြောတာလို့ကောင်းဖို့နေတဲ့လူပဲပြောတာလို့ဆိုတော့ဘာတကယ်တကယ်လုံနေတဲ့လူတွေ တံပိုးတွေမဲ့လာတယ်ဟုတ်တယ်နော်ဒီဘက်မှာတံပိုးရှိစွာလှုပ်နေတယ်အဲ့ဒီတံပိုးရှိစွာလှုပ်နေတဲ့လူတွေကိုဒီဘက်ကနေအဒါကဘာမှတက်ရောက်မှုမရှိအောင်မျိုးစုံနဲ့စိုက်ဝါးဖြန့်လိုက်တစ်ဖြည်းဖြည်းနဲ့လူအမြင်မှဒီဘက်ကတံပိုးမဲ့လာအောင်တော်လှန်ရေးအခုအဲ့လိုဖြစ်နေတာစော်ကားကျင်နေစော်ကားတယ်ဟမ်ပြောကျင်နေပြောတယ်ရှေ့တန်းမှာအတက်ပေးနေတာရဲဘော်တွေကအလကားအတိညာမဲ့လို့လားဟမ်အခုဂျီဖိုင်ကပြောသွားစကားဆိုဟုတ်လားကရှေ့တန်းမှာ လာကလည်းမရဘူးသမင်းလည်းကိုယ့်အိမ်မှာလို့ကောင်းကောင်းစားရတာမဟုတ်ဘူးเนาะဖြစ်တယ်လို့နေဖြစ်တယ်လို့စားပြီးတော့အဲ့ဒီရှင်ထမ်းမှာအတက်ပေးနေတဲ့ရဲဘော်တွေကအတိတရားမဲ့နေလို့ဗောသူပြောသလိုဆိုရင်စဉ်းစားကြည့်လေကွာအဲ့ထက်မှာဆရာဝန်တွေလည်းပါတယ်เนาะအင်ဂျင်နီယာတွေလည်းပါတယ်တန်ခါတွေတောင်တင်ငန်းချုပ်ပြီးတော့ဝင်ပြီးတော့အေးเนาะကိုယ့်ဘက်ကလူရဲ့ရှင်းနေငပောက်တို့တို့တင်ငန်းချုပ်ပြီးဝင်လောက်နေတာမဟုတ်ဘူးဝါတဝါတို့တင်ငန်းကြီးနဲ့လိုက်တိုက်နေတာမဟုတ်ဘူးတင်ငန်းချုပ်ပြီးတော့လက်နက်ကင်ထားတာအဲ့လိုပုံကိုယ်တွေအများကြီးပါတယ် နော်ဓမ္မအာရမခွဲခြားတတ်တဲ့ဒီယဟန်နေတော့ပါတယ်အဲ့တော့အဲ့ဒီပုံကိုယ်တွေအတိတ်ကမရှိတော့ဝင်လုံနေတာလားအဲ့တော့ကျွန်တော်တို့ပြောချင်တာကလေတော်လိုင်းကြီးမှာစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့တော့လိုအပ်နေပြီအဲ့လိုမဟုတ်လို့ရှိရင်တော်လိုင်းကြီးကဣပက်ဣပက်နဲ့ကြာလာလာလေကိုယ့်ဘက်ကအင်အားနည်းတာလေတစ်ဖက်ကစော်ကားတဲ့စကားတွေများလာလေဖြစ်လိမ့်မယ်အဲ့တော့စစ်ကိုစစ်နဲ့တူအောင်ပြက်သွားတာတိုက်မဲ့စစ်ခေါင်းဆောင်မျိုးလိုအပ်တယ်အခုကာကွယ်ဝင်ကြီးဌာနဝင်ကြီးဦးရင်မော် ။ကိုကြီးမို့မကောင်းဖို့ကောင်းပါလေ။နော်။ကောင်းတယ်။အရင်ရှင်းနေရှိတယ်။ဒါပေမဲ့ပါလူကြီးပိုင်းပြောသွားပြီ။လူကြီးပိုင်းဖြစ်သွားရင်မန်ကအလိုလိုနေနေလူလူငယ်မန်လို့မတူတော့ဘူး။စိတ်သက်တက်ကြွမှလူငယ်လို့မတူတော့ဘူး။အဲ့တော့ဥယျာဉ်မုံတို့နေရာမျိုးမှာတကယ်စစ်ကိုစစ်နဲ့တိုက်နဲ့တူအောင်တိုက်မဲ့ခေါင်းဆောင်မျိုးတွေလိုအပ်တယ်။အောက်ခြေတက်မှုတွေနေရာတွေမှာစစ်ကိုစစ်နဲ့တူအောင်ပြက်ပြက်သားသားတိုက်မဲ့ခေါင်းဆောင်တွေကိုမြေတောင်မြောက်ဖို့လိုအပ်တယ်။နော်အခုဒီအမှုပညာတဲတွေပြည်တွင်းရဲ့အမှုပညာတဲတွေ မြို့တွေမှာ UG အင်အားတွေကို short ချပစ်တယ် UG အင်အားတွေ short လိုက်တဲ့အတွက်သူတို့စိတ်ထဲမှာသူတို့အမှုပညာရှင်အားလုံးကအမှုပညာတွေရောအမှုပညာရှင်ရောပေါ့ဗျာအားလုံးကဘာမှနေကြတာတော့ဘလူးမနေတာမဟုတ်မြို့မှာနေကြတာမြို့မှာနေတဲ့အတွက်ဒီမြို့တွေမှာ UG တွေကို short ချပြီးတော့မြို့အင်အားတွေမြို့ပြည်သူထိမှဆိုလို့မြို့မြို့ပြလှုပ်ရှားမှုတွေကိုလုံးဝ short ချလိုက်တဲ့အချိန်မှာဘာတော့တွေ့ရလဲဆိုတော့အဲ့ဒီရေပေါ်စီအတိုင်းဝန်းရဲ့လူတွေကဟာငါတို့မြို့မှာ AC ပဲကွာ AC ပဲဟမ် ဘယ်သူပြောတာရှိပါလဲအဟိုကောင်လေးတကောင်ပြောထားတာမြို့နေမှာကျင်းရတဲ့တမားတဲ့စစ်တစ်ချိန်ကဖြစ်ဘာဖြစ်ခက်မန်းတော့မတိတော့ဘူးပေါ့အေးအားလုံးစီကအေးစေးနေတာပဲပေါ့ဆိုတော့အဲ့ဒီစကားမျိုးတွေနဲ့သူတို့ကဘာဖြစ်လဲတော်လှန်ရေးကိုပြည့်ရပြူလာတာလုံနေတဲ့သူကိုပြည့်ရပြူလာတာအဲ့တော့သူတို့ဘက်မှာအသေးလေးပေးတာဖမ်းပြီးထောင်ချတယ်ဆိုရင်ကျွန်တော်တို့ဘက်အဲ့လောက်မလုပ်ပါနဲ့နော်ကျွန်တော်တို့ဘက်ကတူတူပြောချင်တာအသေးပေးအောင်လောက်နဲ့ ူတို့ဘက်မှာဖမ်းပြီးထောင်ချနေတယ်ဟာဟာလေးရကပေးအောင်လောက်နဲ့ဖမ်းပြီးထောင်ချနေတယ်အဲ့တော့ကျွန်တော်တို့ဘက်မှာတော့အဲ့လောက်လုပ်เสียမလို့ဒါပေမဲ့စော်ကားလိုက်ရတဲ့နီးနဲ့တော့ဖမ်းပြီးတော့လုပ်ဖို့တော့လိုအပ်လာပြီပုံစံပေးဖို့လိုအပ်လာပြီမပေးဘဲထားလိုက်တဖြည်းဖြည်းနဲ့ဘာဖြစ်လာမလဲစော်ကားတဲ့ကောင်တွေလူဘဝလာလိမ့်မယ်နော်အငါတို့ရတာပဲချိန်တိုင်းတတ်ပဲနိုင်သွားလိမ့်မယ်အဲ့တော့တတ်ကိုပဲအပ်ပြီးမယ်ဆိုတော့ဟာမျိုးနဲ့တော်လန်ရေးကိုပြည့်ရပြုတ်လာရင်လုံနေတဲ့ပြည်သူရင်ထဲကိုဝင်ကြည့် နော်အသက်တွေဘဝတွေပေးထားရတာအဲ့ဒီအတွေ့ကျွန်တော်တို့ဘက်မှာရှိတဲ့လုံနေတဲ့ခေါင်းဆောင်တွေအားလုံးပြတ်သားကြပါနော် ပြတ်သားကြပါခင်ဗျားတို့စာအုပ်ကြီးကိုနေရာတကာမကင်ပါနဲ့အဲ့ဒီစာအုပ်ကြီးကိုဘာပဲလုံလုံဆွဲထုတ်မနေပါနဲ့နော်လှုပ်เสียရှိတဲ့အလုပ်ကိုခင့်နဲ့အညီလှုပ်ပါပြတ်သားเสียရှိတာကိုပြတ်သားပါစစ်ပွဲတိုင်းအားလုံးဟာဇပွဲဝိုင်းမှာအဆုံးတက်ကြတယ်လို့ပြောကြပါမယ်အဲ့ဒီဇပွဲဝိုင်းပေါ်မှာအဆုံးတက်ဖို့အတွက် အဲ့ဒီစစ်ပွဲမှာမင်းဟာနိုင်ထားလားရှုံးထားလားဆိုတော့အဖြေကမင်းရဲ့ခုံကိုရွေးပေးမှာအဲ့ဒါရှင်းရှင်းလေးနော်အဲ့တော့နိုင်ငံရေးဆိုတာနိုင်တဲ့ကောင်ကရေးတာရှင်းရှင်းလေးပဲ2021နွေဦးတော်လှန်ရေးလာဘယ်လိုနိုင်ရမလဲနိုင်တဲ့ကောင်ကအများကြီးချဲ့ကားပြီးရေးမှာရုပ်ရှင်တွေအများကြီးထွက်လာမှာဝတ္ထုတွေအများကြီးထွက်လာမှာကြပြားတွေအများကြီးထွက်လာမှာစာတွေအများကြီးထွက်လာမှာအဲ့နိုင်တဲ့ကောင်ကရေးမှာအဲ့ဒါနိုင်ငံရေးပဲအဲ့တော့ကျွန်တော်တို့2021နွေဦးတော်လှန်ရေးအခင်းကြီးကို ်ဘသူကရေးမှလဲနိုင်တဲ့ကောင်ရေးရမှာနိုင်အောင်လှုပ်ဖို့ကအဓိကနိုင်မှလားခမင်းတို့လှုပ်ချင်တာလေလှုပ်လို့ရမှာနော်အဲ့တော့နောက်တစ်ခုရှိတာကကိုတွေရှောက်နေတဲ့လမ်းစစ်တပ်ခေါင်းဆောင်တွေနိုင်အောင်လုပ်နေတယ်ဆိုတော့သူတို့ကမတရားတဲ့ဘက်ကအာဓမဘက်ကမကောင်းတဲ့ဘက်ကနိုင်အောင်လုပ်နေတာကိုယ်တွေရှောက်နေတဲ့လမ်းနိုင်အောင်လုပ်နေတယ်ဆိုတာနိုင်ငံအတွက်ပြည်သူအတွက်တရားအတွက်ဓမ္မအတွက်ကျွန်တော်လုပ်နေတာဘာမှစောက်ဝိဆိုင်စရာမလိုဘူးဒါကြောင့်မလို့ပြက်သားစရာရှိတဲ့နေရာကိုတော့ပြက်သားဖို့လိုအပ်ပါတယ် နိုင်ငံရေးပါနိုင်မှရေးရမှာ